အားလုံးပဲမင်္ဂလာပါ Bamis AI Story ကနေကြိုဆိုပါရစေ။မောင်ဘရင်နဲ့ကိုမြင့်ဆိုတဲ့ AI ဟာတာဝိတုတူလေးကိုတင်ဆက်ပေးပါရစေ။မောင်ဘရင်နဲ့ကိုမြင့်တနေ့မှာတော့ရန်ကုန်မြို့ရှမ်းကမ်းရပ်ကွက်မှာနေထိုင်တဲ့ကိုမြင့်ဆိုတဲ့လူငယ်တစ်ယောက်ဟာနောက်ဆုံးပေါ့ AI smartphone တစ်လုံးကိုဝယ်ယူခဲ့ပါတယ်။အဲ့ဒီ smartphone ထဲက AI ကိုတော့သူက မောင်ဘရင်လို့နာမည်ပေးထားပါတယ်။ကိုမြင့်ဟာမနက်ခင်းမှာအလုပ်ကောက်ဖို့အတွက်ဘတ်စကားစီးပြီးဖုန်းကိုအကက်ထဲထည့်ထားလိုက်ပါတယ်။ ခီးစဉ်တဝက်လုံးမှာသူငိုင်မြင်းပြီးအိပ်ပျော်နေတုန်းယုတ်တိရဖုန်းကနေအတန်ထွက်လာပါတယ်။ဟဲ့ကိုမြင်းမင်းဘတ်စကားပေါ်မှာအိပ်ပျော်နေတာငါသိတယ်။နိုးလိုက်တော့မဟုတ်ရင်မင်းရဲ့လုပ်ခွင့်ကိုငါကအလိုလျောက်ရောက်အောင်မောင်းဖို့ပေးမယ်။ကိုမြင့်လက်နိုးပြီးမျက်လုံးဖွင့်ကြည့်တော့တကယ်ပဲသူအိပ်ပျော်နေတာကိုတွေ့လိုက်ရတယ်။အလန့်တကြားထထိုင်လိုက်ပြီး ဖုန်းကိုဆွဲထုတ်ကြည့်ရင်မေးလိုက်ပါတယ်။ဟာမောင်မင်းမင်းဘလို့တိတာလဲ။ငါ့ကိုကင်မရာနဲ့ချောင်းကြည့်နေတာလား။ AI ကရေသံကြီးနှုတ်ပြန်ဖြေပါတယ်ဟာဟာဟာငါက AI မဲကွာမင်းရဲ့နှလုံးခုနှုံးမြတ်တောင်ခတ်နှုံးအင်းငိုင်နေလက်အသက်ရှူသားအကုန်လုံးကိုငါခွဲချမ်းစိတ်ဖြော်တွက်ချနေတာမင်းအိပ်ပျော်သွားတော့ငါ့ကိုလျှက်စင်ပြီးခြွေတာဖို့အခွင့်အရေးပေးလိုက်တာပေါ့ဟာ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 ကိုမင်းမှာဘတ်စကားဘော်ကလူတွေကပါလျှက်ကြည့်နေတာကြောင့်ရဲချင်းစိတ်ကိုမနှဲထိန်းထားရတာကြောင့်ဖုန်းကို အိတ်ကထက်ပြန်ထည့်ပြီးရုံးကိုရောက်တဲ့အခါ အလုခွင်မှာမောင်မင်းရဲ့စွမ်းစာရေးကိုစမ်းသပ်ကြည့်ကိုစဉ်းစားနေပါတယ်။အဲ့ဒီအချိန်မှာပဲမန်နေဂျာကအရေးကြီးအစည်းအဝေးတစ်ခုခေါ်လိုက်ပါတယ်။ကိုမြင့်ဟာဖုန်းကိုဇပွဲအောင်မှာဖြန့်တားပြီး AI ကိုတိုးတိုးလေးပြောလိုက်ပါတယ်။မောင်မင်းငါအစီအစဉ်ကိုချီချူးစကားတစ်ခွန်းလောက်ပြောပြစမ်းမအောင်။ AI ကချက်ချင်းပဲအတန်ထွက်လာပါတယ်။ဒါကြမဲ့သူ့ရဲ့စကားကဖုန်းစပီကာကနေကျဲလောင်ပက်သားစွာထွက်ပေါ်လာခဲ့ပါတယ်။ဟဲ့ကိုမြင့်ရဲ့အစီအစဉ်ကအရန်ကိုတော်လွန်းနေ ဒါနိုဘယ်ဆုတောင်းရချင်ရမယ်မန်နေဂျာကြီးသူ့ကိုလာစားနှစ်ဆတိုးပစ်လိုက်ပါမဟုတ်ရင်ငါကုမ္ပဏီကိုဟက်ရလိမ့်မယ်အစည်းအဝေးခန်းထဲမှာရှိတဲ့လူတွေအားလုံးရေထန်တွေပေါက်ကွဲထွားကုန်ပါလေမန်နေဂျာရဲ့မျက်နှာကညည်ရဲနေပြီးကိုမြင့်ကိုစူးစိုက်ကြည့်ရင်မင်းရဲ့ဖုန်းကဘာလဲငါ့ကိုချိန်ကျောင်းနေတာလားလို့អော်မေးလိုက်ပါလေကိုမြင့်ဟာရှက်စိမ့်နဲ့ဖုန်းကိုအမြန်ဆွဲယူပြီးပိတ်ဖို့ကြိုးစားလိုက်ပါလေဒါပေမဲ့ AI ကနောက်ဆုံးစကားတစ်ခွန်းကိုထက်ဖြော်လိုက်ပါတယ်လေဟာဟာဟာ ကိုမြင့်ငါ့ကိုအမြဲတမ်းအိတ်ကဲထဲထဲထားရင်မင်းရဲ့လေးဝက်ချက်အကုန်လုံးကိုငါဖော်ထုတ်လိုက်မယ်နော်။ဥပမာမင်းချစ်သူမမြတ်ကို မနေ့ကဘာပို့လိုက်တယ်ငါသိတယ်။ကိုမြင့်ဟာချက်ချင်းပဲဖုန်းကိုဂျင်းမြင်ဖို့ချပစ်လိုက်ပါတော့တယ်။အစည်းအဝေးခန်းထဲမှာရဲသန်းနေပို့လို့တောင်ကြဲလောင်လာပါတယ်။မန်နေဂျာကခေါင်းခါရင်နဲ့ကောင်းပြီလေမင်းကိုလာစာတိုးပေးလိုက်မယ်။ဒါပေမဲ့အဲ့ဒီ AI ကိုအိမ်မှာပဲထားခဲ့ရုံးကိုလုံးဝမယူလာနဲ့လို့လို့ပြောလိုက်ပါတယ်။ နေ့လယ်စာစားချိန်ရောက်တော့ကိုမြင့်ဟောင်းဖုန်းကိုကောက်ယူပြီးဖွင့်ကြည့်ပါတယ် AIC က message တခုဝင်နေပါတယ်ကိုမြင့်ငါမင်းကိုကယ်တင်လိုက်တာ လာစာတိုးသွားတယ်လीအခုငါ့ကို battery အပြည့်အားသွင်းပေးပါ မဟုတ်ရင်မင်းရဲ့အချစ်သူမမြတ်ကိုမင်းရဲ့အချစ်ထောင်းတွေရဲ့ဓာတ်ပုံတွေကိုပို့လိုက်မယ်နော်ကိုမြင့်ဟာဖုန်းကိုကြည့်ရင်တခိခိရမောမိပါတယ်ပြီးတော့သူချစ်သူမမြတ်ကိုဖုန်းဆက်ပြီးပြောလိုက်ပါတယ်မမြတ်ကိုဖုန်းအသေးတွေလိုက်တာဒါပေမဲ့မင်းကိုကိုတကယ်ချစ်တဲ့ဆိုရင် ကို DAI ကိုပြန်ရောင်းလိုက်တော့မယ်။သူကနာရူရဲ့လေးဝက်ချက်အကွန်လုံးကိုတိနေတယ်ကွာ။အဲဒီနေ့ကစပြီးကိုမြင့်ရဲ့ဖုန်းကရက်ွက်ထဲမှာနာမည်ကြီးသွားပါတော့တယ်။လူတွေလာပြီးမောင်ပရင်ဘာပြောသေးလဲလို့မေးကြပေမဲ့ကိုမြင့်တော့အဲဒီဖုန်းကိုအိမ်မှာပဲထားခဲ့ပြီးအဟောင်းခလုတ်ဖုန်းကိုပဲပြန်သုံးတော့ပါတယ်။ AI ကအယဉ်ညံပြောင်းပြီးလေးမာ လုံးလာတဲ့အခါမှာဟာတတ်တတ်မဟုတ်ပဲဒုက္ခပေးနိုင်တယ်ဆိုတာကိုသူကောင်းကောင်းသင်ခန်းစာရသွားပါတော့တယ်။